တော်လာရေးအတန်တိတ်သွားရင်ဘာဖြစ်သွားမလဲသိလားဘာမှမဖြစ်ဘူးလို့တော့မထင်နဲ့အဲ့လိုထင်ရင်မသွားလိမ့်မယ်တော်လာရေးဆိုတာရေဒိုတိုက်ပွဲတစ်ခုမဟုတ်ဘူးကျွန်တော်တို့ရဲ့အနာဂတ်နဲ့သက်ဆိုင်တဲ့နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ခုအတန်တိတ်သွားတယ်ဘာတိုက်ပွဲတန်နေမကြတော့ဘူးဘာဖြစ်လာမလဲအရေးကြီးဆုံးအရာတွေဘယ်လောက်ထိပြက်ကွက်ဆုံးရှုံးသွားမလဲဆိုတာသေချာပေါ့ကြုံရလိမ့်မယ်သေချာပေါ့ပဲစဉ်းစားကြည့်စစ်တပ်နဲ့နော်စစ်ကောက်စီအုပ်စုတွေ တော်လိုက်ဆက်ဖြစ်နေရင်တို့အနိုင်မရဘူးဆိုတာတို့သိတယ်။တရားပဲဖြစ်နေ၊နေရာပဲဖြစ်နေနေတို့မဟာပြူဟာအချိန်ဆွဲတာရိုးရှင်းတယ်။ဒါလူတိုင်းသိပြီသား။တို့မဟာပြူဟာအချိန်ဆွဲမယ်၊လူထုကိုညိန်သွားအောင်အချိန်ဆွဲပြီးတော့စောင့်ကြည့်နေမယ်။တဏ္ဍာရီလိုက်ပြီးတော့တိုက်ခိုက်မယ်။ရည်ရွယ်ချက်ခက်ခက်မှမှနဲ့ခုခံတော်လန့်တာလည်းမဟုတ်ဘူး။တို့ကမားနေတာ哦။ဒီတော့တော်လိုက်တိတ်သွားတာဟာတို့တို့အတွက် shortcut တစ်ခုပဲ။ အချိန်ကြာလာတယ်လည်းမြလူထုရဲ့မောလာမယ်ဘာဖြစ်တယ်ညာဖြစ်တယ်အရင်တမိုင်းမှာအဲ့လိုပဲလုပ်ခဲ့တာပြီးတော့လူထုခုခတ်တော်လာမှုအာရော့သွားမယ်ဆိုတာသူတို့မျော်လင့်နေတာစောင့်နေတာအတန်တိတ်ခိုင်းလို့မရဘူးအတန်တိတ်တယ်ဆိုတာလက်နက်ကైတိုက်တော့ပြောတော့လည်းပြပတယ်လူတယောက်ချင်းစီတူတယောက်ချင်းစီပြောနေဆိုနေတာလည်းပါတယ်ပြောပြချင်တာကတကယ်လို့တော်လာရေးအတန်တိတ်သွားရင်ဘာတွေဆက်ဖြစ်မလဲ တိတ်ချတာပေါ့နိုင်ငံတကာလည်းအေးလာမယ်ကဘာကျွန်တော်တို့ပုံမှာအစကတည်းကအာရုံမဆိုင်တာအခုဆိုရင်ရှီမန်းတော့တိမလာမဟုတ်ဘူးသတင်းတွေတိတ်သွားမယ်အခုလိုမျိုးသတင်းတွေအားနဲ့ချိန်မှာဘသူမှကျွန်တော်တို့အကြောင်းပြောတော့မှမဟုတ်ဘူးဟုတ်ကအကြမ်းဖက်လို့ရနေပြီပြပမှနေတဲ့သူတွေကသတင်းကိုပဲသိတယ်အတန်ပဲနားထောင်တယ်ဒေါ်လာတွေအားနဲ့သွားလိမ့်မယ်ဒါကတော့ဒေါ်လာဖက်ရီတွေးပေးတာနော်တက်ကြသူတွေမတက်ကြတော့ဘဲနဲ့နောက်ဆုတ်ပြီးတော့စိတ်ဓာတ်တွေကြပြီးပြပထွက်တာတို့ဝါအီကော်နော်မီဖြစ်တာတို့နော်အလေလိုက်သွားလိမ့်မယ်လက်လျှော့သွားလိမ့်မယ် ါဟာတကယ်ကိုကြောက်စရာကောင်းတဲ့အခြေအနေတော်လိုင်းရေးကိုပြန်စားဖို့ကြိုးစားမဲ့ဆိုရင်တောင်မှ လူထုရဲ့ယုံကြည်မှုကိုပြန်ရဖို့နေ့ဆယ်နှစ်ချီစားပါလိမ့်မယ်နေပေါင်းများစွာကြားတယ်ဒါကြောင့်ကျွန်တော်ကတချို့ဟာတွေမှာအပုပ်တွေကိုပြောတော့ပြောတာပေါ့ဗျာဆက်ဒေါသထွက်လဲပြောတာပဲဒါပေမဲ့တအားပြောတဲ့ခါကျရင်မြေပြားကောင်တွေကငဲ့ရောဘာဖြစ်လဲဆိုရင်လူတွေစိတ်လစ်သွားပြီးတော့မကူညီကြတော့ဒုက္ခတွေရောက်ရောအဲကြောင့်မို့တချို့ဟာတွေကပြောပြီးတော့ဥစ္စာထပ်မပြောတော့တာ တော့တွားကြည့်လို့တော့ရတယ်ခုထမပြောပဲပဲဆိုပေမဲ့လည်းကောက်တလောက်ဖြစ်နေပါပြီတော့အသေးစိတ်သာလိုက်မပြောလားညတော့လည်းရေကိုနော်ရှင်းတန်အောင် ထားဖို့ဆိုတော့အနည်းဆုံးတနည်းနည်းနဲ့ကိုမျက်စိရှိမှရှိနေဖို့ပဲတော်လည်းရေဆိုရဟုတ်သားကိုမျက်စိရှိမှတနည်းနည်းနဲ့တော့ရှိနေရမယ်လူထုကိုတတိယနေအောင်ကြားနေအောင် စစ်ကောက်စီကိုအမြဲတမ်းတစ်ခုခုဖိအားပေးနေအောင်နိုင်ငံတကာအာယုံမဆိုင်ရင်တောင်မှအာယုံမပြတ်အောင် လုံးနေဖို့တော့လိုတယ်နော်ဥပမာဗျာမိဇလေးတခုကိုလောင်စာစီမထက်ရင်မိငိမ့်သွားမှာပဲအဲ့လိုပဲတော်လာရေးမှာကျွန်တော်တို့တဦးတယောက်ချင်းပါဝင်မှုမရှိရင်တိတ်ဆိတ်သွားပြီးပြတ်တော့သွားမှာပဲဒါတမိုင်းမှာလည်းဖြစ်ခဲ့ပြီးသားတော်လိုင်းအင်အားစုရအပြောပြီးဆိုရင်စစ်ကောက်စီရစစ်အုပ်စုရအထိတ်ချုံမှုအောက်ကိုရောက်သွားတဲ့အဖြစ်ပြက်တွေအများကြီးအကြောင်းရင်းကလည်းဒါပဲစီးလုံးညီညွတ်မှုအားနေချင်း ဒီပါအကူအညီမရရှိခြင်းစင်စဲမပြတ်လှူရှားနိုင်တဲ့ဇွဲမရှိခြင်းအဲ့ဒီတမိုင်းသင်ငန်းစာတွေကကျွန်တော်တို့ကယူတက်လို့ရနေပါပြီဒီဒေါ်လာရေးမှာထပ်ပြီးမဖြစ်ပွားဖို့ကြိုးစားဖို့လိုတယ်ဒေါ်လာရေးဟာရုပ်ရှင်တစ်ခုလည်းမဟုတ်ဘူးနော်ရုပ်ရှင်တစ်ခုလို့ရုပ်ရှင်တကားလို့အဆုံးသတ်သွားတာမျိုးမဟုတ်ဘူးကျွန်တော်တို့ကစင်စဲမပြတ်သွားနေရမှာမပြီးမချင်းအများကြီးပဲဘဝတက်တာတစ်ခုလောက်တော့ပြောလို့ရတယ်ပြီးတော့နော် ဂျပန်မှာနော်စစ်ပြီးလို့ပြန်တည်ဆောက်တာလူသက်တမ်းတစ်ခုကြတယ်နော်ဂျပန်မှာနော်စစ်အားလုံးပြီးသွားလို့ဒီဟီရိုရှိမားပညာအကုတ်ပြီးသွားတဲ့အချိန်မှာပြန်တည်ဆောက်တာလူသက်တမ်းတစ်ခုအချိန်ပေးရတယ်အခုလိုမျိုးဖြစ်လာဖို့ဒီတော့ဒါဟာအောင်မြင်တဲ့တမိုင်းဆာမျက်နှာတစ်ခုရေးထိုးမဲ့ဆိုရင်ဘယ်လောက်ထိလိုလဲဆိုစဉ်းစားထားဖို့လိုတယ်လို့ကြာကြည့်ရတယ်မြန်မြန်လှုပ်ဖို့လိုတယ်ဒါဟာတအူးချင်းစီရွေးချယ်မှုဘာလို့ရမလဲရှေ့ရှေ့လေးပါပဲရိုးရိုးလေးပဲ ကိုတက်နိုင်တဲ့ကိုထက်ကနေတော်လိုင်းကိုပြောဆိုထောက်ပံ့ကူညီနော်ထောက်ပံ့ကူညီဆိုတာအဲ့ဒီကပတ်စံထုတ်ပြီးတော့မဟုတ်ဘူးသတင်းချက်လက်တွေကို share ငွေကြေးတက်နိုင်တဲ့လူချင်းနဲ့လူဆန္ဒပြတာတွေရမှာလဲအာ wine off ပေးတာနော်ကိုရွေးချယ်မှုမမကကန်နဲ့ပြီးရင်ကိုရဆမြင်တာတိုင်းကိုတိုင်းရေးနေဖို့လို့လဲဒါပါပဲအရေးကြီးတယ်ဒီတော့၆ပြီးတော့ပြောရရင်နောက်ဆုံးနေ့နဲ့တော်လာဟေးအတတိတ်သွားတော့နဲ့ဘာမှမဖြစ်ဘူးလို့တော့မထင်နဲ့တကယ်ကအဲ့ဒီတိတ်ဆိတ်မှုဟာအန်ဒီရဲ့ အကြီးကိုရှေ့ကိုရောက်လာပြီဆိုတော့ရှေ့ပြေးနမိတ်ပဲတော့အားလုံးနားလည်ပြီးလက်တွဲပြီးအတံမတိတ်သွားဖို့အသွေးမအေးသွားဖို့လိုတယ်ဆက်လက်လှုပ်ရှားနေမှာဒါအောင်မြင်တဲ့အနာဂတ်ကိုတည်ဆောက်နိုင်မှာနော်ဥပဒေမေဂျာကပထမနှစ်သင်တန်းစတင်မယ်နေ့မှာပမောက်ကကြီးအတန်းထဲဝင်လာတယ်သူကစာသင်ခန်းထဲမှာပြေးလူနေပါထိုင်နေတဲ့ចောင်းသားတွေကိုကြည့်ပြီးတော့အရှိဆုံးခုတ်တန်းမှာထိုင်နေတဲ့ចောင်းသားတယောက်လက်ညှိုးထိုးလာပြီးမောင်ရင်မင်းနဲ့မပြောစမ်းပါဘူးပြောတော့ចောင်းသားအမှတ်တက်ထားရလာပြီး ကျွန်တော်နာမည်နေဆမ်းပါခင်ဗျားတဲ့ဖြေလိုက်တယ်။ပါမခါကြီးကမင်းဒီခန်းထဲကနေအခုချက်ချင်းအပြင်ထွက်သွားစမ်းဘယ်တော့မှပြတ်မလာနဲ့ဆိုပြီးអော်ပြီးတော့မားထုတ်လိုက်တယ်။ပထမဦးဆုံးနေ့ပထမဦးဆုံးចောင်းထဲကိုဝင်တဲ့အချိန်စာတင်ခန်းထဲအဝင်မှာမားထုတ်လိုက်တယ်။တခါလို့အတန်တိတ်သွားတယ်။အားလုံးမျက်လုံးတွေကနေဆမ်းကိုကြည့်နေတယ်။ဘာမှမသိဘူး။ဟိုကလည်း तू ဘာလုံးမိမှလည်းမသိဘူး။ဘာပြောမိမှလည်းမသိဘူး။ तू နာမည်လေးမေးလို့ဖြေရုပ်ပဲရှိသေးတယ်။ပါမခါကြီးကခန်းထဲကမားထုတ်လိုက်တယ်။ဘာကြောက်လဲ။ နေစားတော်တော်အံ့ဩသွားပြီးတော့သူ့ဆောက်အုပ်တွေဘောပင်တိတ်အခန်းထဲကထွက်သွားလိုက်တယ်။ကြောက်သွားတိုင်းကြောက်ပြီးတော့အတန်လေးမထွက်ရဲပဲနဲ့နှုတ်ဆက်ပြီးတော့ဆွန်အားနေတာပေါ့ဗျာ။တော်မောက်ခါကြီးကဆက်ပြောတယ်။ကောင်းပြီ။ဒီနေ့မင်းတို့ကိုဥပဒေပညာမိတ်ဆက်အနေနဲ့စတင်ပို့ချမှာမတင်တဲ့မတင်ခင်မှာမင်းတို့ကိုမေးစရာရှိတယ်။မင်းတို့မှာဥပဒေနဲ့ပတ်သက်ပြီးဘယ်လောက်သိထားလဲ။မေးရောက်ပါပဲ။အဲ့ဥပဒေဆိုတာဘာလဲ။ကြောက်သားတွေမဖြစ်နိုင်ဘူးငြိမ်နေကြတယ်။ပြောကြပြောကြလေကွယ်ဆိုပြီးတော့ကြောက်သားတယောက်က လူပေါင်းအဖွဲ့အစည်းမှာစနစ်တကျရှိစေဖို့စီအကြီးကညှိနှိုင်းတာမဟုတ်ဘူး။နောက်တစ်ယောက်ကလူပေါင်းလောကကြီးရဲ့လိုအပ်ချက်တစ်ခုအနေနဲ့ဖြည့်ဆည်းပေးနိုင်ဖို့အဲ့ဒါလည်းမဟုတ်ဘူး။အမားလှုပ်တဲ့သူတွေအတွက်သူတို့လှုပ်တဲ့အတိုင်းအပြစ်ဒဏ်ခံရဖို့အဲ့ဒါလည်းမဟုတ်သေးဘူးစီအကြီးကပြောတယ်။မင်းတို့ကဥပဒေအတန်းလက်လာတက်သေးတယ်ဒီလောက်လေးမှမတိကြဘူးလားပြောတော့။တိတ်တန်းသူတို့ကမဝတ်မရဲပြန်ပြောတယ်။တရားမျှတမှုရှိစေဖို့ဟုတ်ပြီငါလိုချင်တာအဲ့ဒါပဲတရားမျှတမှုကဲတရားမျှတမှုဆိုတာကရောပါလဲ။ အဲ့တော့ဆရာထံကအဖြေကြောင့်နည်းနည်းရဲလာပြီအားတက်လာပြီတယောက်ကပြောတယ်တရားမျှတမှုဆိုတာလူခွင့်ရေးကိုကောက်ွယ်ဆောက်ရှောက်ဖို့ပါဆရာကဟုတ်တော့ဟုတ်တယ်မပြည့်စုံသေးဘူးအကောင်နဲ့အဆိုခွဲခြားနိုင်ဖို့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုးတာလုပ်ရင်ဆိုးတာကိုခံစားရမယ်ဆိုတာရလက်အနေနဲ့သိစေချင်တာပါဒါလည်းမဆိုးတော့မဆိုးပါဘူးဒီဖြေကတော့လက်ခံနိုင်စရာပဲဆရာဆက်ပြောတယ်ငါမင်းတို့တခုမင်းမယ်နေဆန်းဆိုတဲ့အကြောင်းတော့ဟိုအတန်းတည်းကနေငါမားထုတ်လိုက်တော့မန်လားမားလား ကြားတော့အားလုံးတိတ်ပါအတန်းဘသူမှထပြီဖြေဆိုခြင်းမရှိတော့ဘာမောက်ခါကြီးကမေးရဖြေကြလေကွာမင်းတို့စီကအဖြေတောင်းနေတာငါလောက်ရဲ့မန်လားမားလားပြီးတော့အားလုံးထဲကအတန်းနေနည်းနည်းမားလာတော့မမှန်ပါဘူးဆိုပြီးတော့ပြောတယ်မမှန်ဘူးဟုတ်လားပြီးတော့ငါသူ့ကိုမားထုတ်လိုက်တာတရားသလားမတရားဘူးလားမတရားပါဘူးမင်းတို့ကမမှန်မှန်းလည်းသိတယ်မတရားမှန်းလည်းသိရတာလည်းဘာဖြစ်လို့တားဆီးဆန်းကျင်တာတွေမလောက်ကြတာလဲလူတယောက်က ကိုမျက်စိအောက်မှာအဲ့လိုဒီမတရားတာတွေမမှန်တာတွေလုံးနေမှတွေ့သားနဲ့မင်းတို့ဘာဖြစ်လို့ငါ့ကိုမေးခွန်းမထုတ်ကြတော့လဲဘာဖြစ်လို့အဲ့ဒီကြောင်းသားဖက်ကဝင်ပြီးတော့မရက်တိပေးနိုင်ကြတော့လဲဆရာကြီးပြောမတရားမှုတစ်ခုကိုကိုမျက်စိအရှိအောက်မှာတွေ့နေပြီเนาะဝင်ပြီးတော့တရားတဲ့ဖက်ကပြောပေးရက်တိပေးရမှာလူတိုင်းရဲ့တာဝန်ပဲ။ လူတိုင်းကနော်မတရားတာကိုအဲ့လိုမျိုးတွေ့ရတာ ਨੇ တခန်းလုံးနေစမ်းထွက်သွားတာဟုတ်တော့လေထိုင်ကြည့်နေကြတာဟာအဲ့လူပေါင်းကဘယ်လိုမျိုးနေမလဲစဉ်းစားကြည့်ပေါ့ပြီးတော့ဆရာကြီးကပြောလိုက်တယ်မင်းတို့အဲ့လိုမျိုးနှုတ်ပိတ်နေကြတာဘာဖြစ်လို့လဲမေးပြီးတော့တော့မင်းတို့တငယ်ချင်းနေစမ်းကိုတွားရှာပြီးမပြေပြအောင်မတွေ့တရားရှာပြီးပြခေါ်လာခဲ့ကြတော့ဥပဒေမိတ်ဆက်အတန်းပြီးွားတယ်ဘာပြောချင်တာလဲသဘောပေါက်တယ်မဟုတ်လားလူတိုင်းဟာအာနဲ့သူ့ဘက်ကယက်တိပေးဖို့လိုတယ် မတရားလုပ်ချင်းသူတွေကအာဏာသူတွေပေါ်ပို့ပြီးအခွင့်ရေးယူတယ်နင်းချေကြတယ်မတရားတာကိုတရားတယ်လို့လည်းကိုယ်တိုင်လည်းမြင်တရားတဲ့ထက်ကလည်းရက်တည်ပြီးခုခံကောက်ွယ်ပေးဖို့လူတိုင်းဟာတောင်းဝန်ရှိတယ်ဗျဗဇက်ပိတ်နေဖို့မတင့်တော်ဘူးဗဇက်ပိတ်မနေကြနဲ့ကျွန်တော်ကတော့အာဆေးမနေကြနဲ့လို့ပြောချင်တာ thank you